အမျိုးသားတယောက်ရဲ့ပထမဆုံးအချိန်ကတကယ်ပဲ3မိနစ်ပဲကြာသလားအဖြေကတော့ရှင်းနေပါတယ်။တကယ်တော့ဒါဟာစမ်းဆောင်ရည်ပြဿနာမဟုတ်ပါဘူး။ပုံမှန်ခန္ဓာကိုယ်ရဲ့ဇီဝကံမှတုံ့ပြန်မှုသာဖြစ်ပါတယ်။ ဒါကအရေးကြီးတဲ့သိပ္ပံဘဟုတုတ္တတစ်ခုပါ။ဒါကြောင့်တင်းရဲ့တငယ်ချင်းတွေကိုလင်းမြဝေပေးပြီးသူတို့လည်း3မိနစ်ပဲကြာလာဆိုတာကိုမေးဖို့မမေ့ပါနဲ့နော်။ဇီဝကမ္မအစဉ်အယံကြည့်မယ်ဆိုရင်ဒါဟာအာယုံကျောနဲ့ဟော်မုန်းတွေပထမဆုံးချိန်ပူးပေါင်းဆောင်ရွက်တဲ့အချိန်ပဲဖြစ်ပါတယ်။ Sympathetic Nervous System ဟာအလွန်အမင်းစိတ်လှုပ်ရှားမှုနဲ့စိတ်ပူပန်မှုနှမျိုးလုံးရဲ့လမ်းမမှုအောင်မှလင်းမြန်စွာလဲပတ်နေပါတယ်။နှလုံးခုန်နှုန်းဟာ1မိနစ်ကိုအကျဉ်းကြီး100ကျော်ထိလင်းမြန်စွာမြင့်တက်နိုင်ပါတယ်။လက်ဖွာကချွေးထွက် တာဒီကိုလုံးမှရှိရကြက်သားတွေတင်းမာတာဟာဖြစ်ရိုးဖြစ်စဉ်တုံ့ပြန်မှုတွေပါပဲဒီအချိန်မှာသွေးတွေပြေဝနေတဲ့အင်္ဂါအစိတ်ပိုင်းဟာအလွန်အမင်းထိလွယ်ရှလွယ်ဖြစ်နေပါတယ်ပထမဆုံးအချိန်ဒါရိုက်လုံးဆောင်မှုခံရတဲ့အခါအာယုံကြောအချက်ပြမှုတွေဟာအုံနောက်ရဲ့ reward system ကိုလင်းမြန်စွာ ရောက်ရှိပြီးတော့ dopamine ပမာဏကိုချက်ချင်းမြင့်တက်စေပါတယ်ပြင်းထန်တဲ့နှစ်သက်ကျဉ်းတဲ့မှုကိုလည်းဖြစ်ပေါ်စေပါတယ်ဒါပေမဲ့ဒီလိုထိလွယ်ရှလွယ်မှုမြင့်မားတာကမြင်းမြန်ဆန်းဆန်းပြီးဆုံးစေပါတယ်အမျိုးသားတွေရဲ့80%ခန့်ဟာပ ထမဆုံးအချိန်မှာ3မိနစ်ထပ်ပိုကြအောင်ထိန်းထားဖို့ခက်ခဲတတ်ပါတယ်။ဒါဟာစွမ်းဆောင်ရည်မပြည့်လို့မဟုတ်ဘဲခန္ဓာကိုယ်ကအစ်စ်ဖြစ်တဲ့လုံဆောင်မှုတစ်ခုကိုရင်ဆိုင်ရတဲ့အခါမှာပုံမှန်တုံ့ပြန်မှုပဲဖြစ်ပါတယ်။ အာယုံကျော်ဆိုင်ရာထိန်းကြီးမှုတွေဟာတည်ငြိမ်တဲ့ရတန်ကို မတိဆောက်နိုင်သေးတာကြောင့်စိတ်ပိုင်းဆိုင်ရာစိုးရိမ်ပူပန်မှုကပိုပြီးကြီးမားလာပါတယ်။အုံနောက်ကဖြစ်လာတဲ့အခြေအနေကိုအဆက်မပြတ်စဉ်းစားနေတတ်ပါတယ်။ဒါပေမဲ့တကယ်တမ်းလက်တွေ့ကျကျကြုံတွေ့လာရတဲ့အချိန်မှာတော့ကိုကိုကိုတန်တရားဝင်တာစိုးရိမ်တာကြာချိန်မလုံလောက်မှကိုပူပန်တာအဖော်ရဲ့ခံစားချက်ကိုစိုးရိမ်တာမျိုးတွေကအာယုံကိုလွဲချော်စေပြီးပျော်ရွှင်မှုကိုညော့နေစေပါတယ်။ ရလကတော့ပိုပြီးစိုးရိမ်လေးထိန်းချုပ်ဖို့ပိုပြီးခက်ခဲလေးပဲဖြစ်ပါတယ်။အချက်လက်တွေအရအမျိုးသားတွေဟာပထမဆုံးအချိန်မှာပုံမှန်နေ့စဉ်အခြေအနေထက်စိတ်ဖိစီးမှုပမာဏပြင်းများအားဖြင့်90%ခန့်ပိုများတယ်လို့ပြသနေပါတယ်။ ဒီလိုစိတ်ခံစားမှုအတက်ကြာဟာဇီဝကံမဆိုင်ရာစောင့်ဆောင်ရေးကိုတိုက်ရိုက်တက်ရောက်မှုရှိပါတယ်။ဒါကြောင့်ပထမဆုံးအကြိမ်တွေ့ကြုံဟာမကြာခဏဆိုသလိုမကျွမ်းကျင်မှု၊ရှုပ်ထွေးမှုနဲ့တိုးတောင်းမှုတို့နဲ့အတူတူဖြစ်တတ်ပါတယ်။ဒါပေမဲ့ဒါကမတိတိတဲ့အရာတွေကိုစူးစမ်းရှာဖွေတဲ့အခါမှာအမှန်ကန်ဆုံးသောပုံမှန်တုံ့ပြန်မှုပါပဲ။ပထမဆုံးအကြိမ်မပြည့်စုံတာဟာတိုးတက်မှုရဲ့ခြေလှမ်းတစ်ခုပဲဖြစ်ပါတယ်။ခန္ဓာကိုယ်ရဲ့စိတ်ပိုင်းဆိုင်ရာဟာတဖြည်းဖြည်းနဲ့ရတန်ကိုရှာဖွေတွေ့ရှိသွားတဲ့အခါမှာတော့ယင်းနည်းတဲ့တွေ့ကြုံနေနဲ့ နားလည်မှုတိခတ်မှုတွေတအောင်မှာတဖြည်းဖြည်းနဲ့ရင့်ကျက်လာပါလိမ့်မယ်အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်